အစိုးရတည်တက်လာပြီးနောက်နိုင်ငံရေးနဲ့ဆက်နွယ်နေတဲ့အတွက်တရားရင်ဆိုင်နေရတဲ့လူပေါင်း250ဦးတိရှိပြီးပြည်ထောင်ကြားခံနေရတဲ့သူ26ဦးတိရှိတယ်လို့လက်ချက်နိုင်ငံရေးကျင်းသားများစီစီရေးကော်မတီဝင်နိုင်ငံရေးကျင်းသားဟောင်းတဦးဖြစ်သူဦးရဲအောင်ကဆိုပါတယ်နိုင်ငံတော်သမရကအခုနှစ်အကုန်မှာနိုင်ငံရေးကျင်းသားအလုံးကိုလှုပ်ပေးမယ်လို့ပြောကြားထားပေမဲ့လည်းနိုင်ငံရေးနဲ့ဆက်နွယ်တဲ့ဥပဒေတွေဖြစ်တဲ့ငိမ့်စုစီဥပဒေဖြစ်တဲ့ပုံမှန်၁၈ပုံမှန်၅၀၅ခါခွဲတို့နဲ့၎င်းအသင်းအဖွဲ့ဥပဒေဆိုင်ရာပုံမှန်၆နဲ့၎င်း တရားရင်ဆိုင်နေရသူများများပြားနေခြင်းဖြစ်ပါတယ်။တရားစွဲဆိုခံနေရသူတွေထဲမှာအလုသမားတွေလည်းပါဝင်နေတာကြောင့်အလုသမားရေးဆောင်ရွက်နေသူ88မျိုးဆက်ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့ဖွဲ့စည်းမှဒေါ်မမဦးကအလုသမားတွေရဲ့ဘဝအခြေအနေဟာဘာမှပြောင်းလဲမှုမရှိတဲ့အပြင်အစိုးရအနေနဲ့အလုရှင်တဲ့အလုသမားတွေကြားဗတ်လိုက်ညှိနှိုင်းမှုတွေရှိနေစေဖြစ်တာကြောင့်အလုသမားတွေရဲ့ဆန္ဒထုတ်ဖော်မှုတွေဆက်လက်ရှိနေမှသာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ နိုင်ငံတော်သမ္မတဦးသိန်းစိန်အနေနဲ့နိုင်ငံရေးရတင်းမာမှုတွေရောပါစေဖို့စီးပွားရေးအပြုတ်ပြင်ပြောင်းလဲမှုတွေထိရောက်စေဖို့ပြောကြားနေပေမဲ့လည်းလက်တွေ့ကောင်ထည့်ဖော်ရမှာရလက်တွေကိုမတွေ့ရှိတဲ့အပေါ်ဝေဖန်ပြောဆိုမှုတွေရှိနေတာဖြစ်ပါတယ်။